ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ရောက်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ29ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ဇမန်လေးရက9နာရီချိန်ကကချင်ပြည်နယ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တဖက်ကန်းဝိုင်းမော်မြို့နယ်လမြန်ကျွေးရွာဘက်မှာနိုင်ဝဲနီပါထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်နှစ်ဖက်ထိတွေ့မှုမှာလက်နက်ငယ်နဲ့အပြန်အလှန်ပစ်ခတ်ခဲ့ုံတာဖြစ်ပြီးည9နာရီကျော်မှာတော့လက်နက်ကြီးပစ်ခတ်မှုရှိခဲ့တယ်လို့သိရှိရပါတယ် ချွေချောင်မေတိခြေကုပ်ယူထားပြီးဖြစ်တဲ့အတွက်ဝိုင်းမဟာဆေးရအေးမပါတော့ဘူးဖြစ်ပါတယ်။သို့သောမြကြီးနားမြို့သိမ်းတိုက်ပွဲအတွက်ဆိုရင်တော့ဝိုင်းမဟာစစ်ပြူဟာအရေးကြီးနေဖြစ်နေပါတယ်။ဒါပေမဲ့ဗမာကိုအပြည့်တိုင်သိမ့်ပိုက်ပြီးမှသာမြကြီးနားဘက်ကိုလှည့်လာနိုင်ခြင်းရှိပါတယ်။တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းကချေထူးဒေတာတိလူပီပန်ဝါဆော့လော်ဘက်မှာလည်းမြေရှားတပ်ထုကိုတရုတ်ကုမ္ပဏီတွေလာရောက်တူးဖော်လုပ်ကင်နေကြပြီဆိုတော့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့တိုက်စစ်ကိုအလွယ်တကူတားဆီးရဲမှမဟုတ်တော့ဘူးလို့ယူဆရပါတယ်။ မကွေးတိုင်းခံကောမြို့တောင်ရဲ့လောင်ထောင်စခန်းမှာအခြေပြုနေတဲ့စစ်ကြောင်းဟာအာရှဘက်လမ်းမိုင်းကိုငယ်ငယ်ရှင်းလင်းလုံဆောင်နေတာရှိပါတယ်။ဆိုပါစစ်ကြောင်းဟာအမှန်90ချီလင်းတိုင်ရင်ကနေမော်တော်ယာဉ်နှစ်စီးနဲ့ဂျမန်လေးမနက်ကရောက်ရှိလာတာဖြစ်ပါတယ်။ဂျမန်လေးည9နာရီကျော်မှာတော့ဆိုပါစစ်ကြောင်းဟာလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့သိရှိရပါတယ်။စလင်းမျိုးတွေကိုကံပြားဘက်ကနေဝင်လာတဲ့တန်ချက်ကနှစ်စီးပါတဲ့စစ်ရင်နှန်းဟာမိုးဝင်းကိုကျော်လာနေပြီဖြစ်ပါတယ်။စမကျော်မက်တမဲကနေတစ်စက်တညောင်နယ်မြေကိုသွားမယ်လို့ခံမှန်းရပါတယ်။ ။အထက်မင်းလာမျိုးနဲ့ယူဇနာလာမိုင်းမှာရနေမွန်တဲ့ချင်းကပောက်ကွဲမှုတစ်ခုရှိခဲ့ပါတယ်။မိုင်းဆွဲခံရခြင်းလို့လက်နက်ကြီးပြခတ်ခြင်းရောလို့ဆိုတာကတော့စီစစ်နေတဲ့တာဖြစ်ပါတယ်။ကရင်ပြည်နယ်ကျုံလို့ကော့ကရိတ်မြို့နယ်တွေထဲမှာထိတွေ့တိုက်ပွဲတွေပြင်းထန်နေသေးတာဖြစ်ပါတယ်။အမှန်၄၄ခြေမြတ်တမဌာနချုပ်နဲ့အမှန်55ခြေမြတ်တမဌာနချုပ်ရဲ့လက်အောက်ခံတိုက်ရင်တွေအတုံးယုံထိနာနေသေးဖြစ်ပါတယ်။စစ်ကောင်စီရဲ့အမှန်55ခြေမြတ်တမဌာနချုပ်နဲ့ အမတ်၁၁ထင်ပြန်တမထဌာနဌာနချုပ်ဟာတနိုင်ငံလုံးရဲ့စစ်မျက်နှာအနှံ့မှာပြန်ကျဲနေတာကိုတွေ့ရပါတယ်။ရန်ကုန်တိုင်းကော်မုနဲ့ကိုရန်ကုန်မြို့နယ်ထဲမှာကုလားရွှေတို့တောင်းကျနေကြပါပြီ။ဒီကဲတဲ့လပိုင်းကစစ်တပ်စစ်ကြောင်းတွေဝင်ပွေခဲ့ပေမဲ့ယခုမရှိတော့ဘူးဖြစ်ပါတယ်။စရိုင်းတစည်းကို9000တောင်းနေလို့ဒေသခံတွေဒုက္ခများနေကြပါတယ်။ရန်ကုန်တိုင်းအရာတမကရဲတွေကိုလုပ်ပိုင်ခွင့်ရှော့ချခဲ့ပေမဲ့နယ်ဘက်တွေမှာကြီးစိုးနေတာဖြစ်ပါတယ်။ဗီရွဲဆိုင်ရဲ့စရိုင်းတွေကိုပါဖမ်းဆီးလာတာကြောင့်ခီးသွွားပြည်သူဈေးတယ်တွေကမက ကြောင်းလားကြောင်းလူတွေပါအခက်တွေ့နေရပါတယ်။ကိုညာကုံမျိုးနဲ့ကော်ထုံးနဲ့ဘိုးရင်ရွာကြားမော်တီလာလမ်းလုံမှာဖမ်းပါတယ်။လက်ခုပ်ကုံကန်းချင်းရောက်ခက်ကငါးပါးစုံရောင်းချသူတွေလည်းဘေးရဲဆိုင်ငယ်တွေဖမ်းနေတော့လာပြီးရောင်းလို့မရဖြစ်နေပါတယ်။ကော်မှုမျိုးနဲ့လည်းမှာဆိုရင်ဘိုးရင်နဲ့ပြားမွတ်ရွာကြားကကန်ကုန်းမှာဖမ်းပါတယ်။ဆန်းတမင်တော်ပြားနဲ့တမင်ညာရွာတွေဘက်ကလာရင်ကမာဘက်ရွာထိတ်မှစောင့်ပြီးဖမ်းပါတယ်။ဒုက္ခရောက်ဆုံးကတော့စာတင်ရတဲ့ចောင်းသားចောင်းသူတွေပဲဖြစ်ပါတယ်။ တိုင်းရန်တမရဲ့ညွှန်ကြားချက်ကိုစောက်ရုံမဆိုင်ဘူးဆိုတဲ့အထားဖြစ်ပါတယ်။ချင်းနေမြတဲ့ကနေစကိုင်းတိုင်းလေးကိုစားတက်လာတဲ့စစ်ရင်နှန်းဟာစားလင်းကြီးမျိုးနယ်ရဲ့အရောက်မှာတော့ဒေသခံကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကိုစတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ဇမန်နဲ့မော်လာပိုင်းမှာပူပေါင်းတပ်ဖွဲ့တွေဟာနေရာသုံးနေရာကနေရှင်းတမလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတင်းဆုံမှုတွေရှိနိုင်တယ်လို့ဆိုပါတယ်။မန္တလေးတိုင်းပြည်ဦးလင်တပ်နယ်တဲကိုအင်အားစီစစ်ဆဲစစ်ရင်နှံ၃စီးယနေ့မနက်ပိုင်းထွက်ဝင်လာတာရှိပါတယ်။ တန်းနယ်ထဲမှာတပ်ပေါင်းစုံရောက်ရှိနေသည်လို့သုံးသပ်ရပါတယ်။ပုံမတိလမ်းဝဲကနေဘိုးကုတ်ထိုးစစ်စတင်မှုတပိတ်ချင်းမှလိုမျိုးအင်အားစုနေတဲ့အနေအထားလို့ရှုမြင်ရပါတယ်။ဘိုးကုတ်ကိုအရှိအနောက်တပြိုင်နဲ့တိုက်စစ်ဆင်လိုဟာရှိတဲ့သဘောကိုတွေ့မြင်ရပါတယ်။ဘူတိုင်းနောက်ချမ်းဗရောင်းတန်တွေကစီနိုထရနစီလက်နက်ငယ်ကြီးကံတက်တာအပြည့်နဲ့ပသိမ်မုံရလမ်းတိုင်း ARI တိုင်းဘက်ကိုယနေ့မနေ့ထွက်ခွာသွားတာရှိပါရဲ့ လက်နက်ငယ်ခြေစံဆိုတော့ကြောက်ဖူးခြေစိုက်အမှတ်ကုတ်ကာကွယ်ရေးတပ်စီဆက်ရုံကနေထွက်လာတာဖြစ်နိုင်ပြီးကွင်းကောက်အင်ကပူဘက်ကိုကြီဝေသွားရတဲ့သဘောဖြစ်ပါတယ်။ကဲမရာတွေကတရင်းနိုင်မျိုးနဲ့တိန့်ခွန်ကြေးရွာမှာရမန်နေ့ညနေပိုင်းအထိမြေပြင်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။စစ်ကောင်စီဘက်က120မမအမြောင်းနဲ့ပြစ်ခတ်ခဲ့လို့ပူပေါင်းတပ်တွေဘက်ကအထူးကဲအနေငယ်ရှိခဲ့ပါတယ်။ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ်လေကြောင်းပစ်ကူရောက်ရှိလာပြီးမှားတာလားတမင်လားတော့မသိပါသေးဘူး။သူတို့စစ်ကြောင်းကိုဘုံနဲ့ပြန်ချသွားလို့မက်ဆီတွေကြိုက်ကုန်ရတယ်လို့မြေပြင်တပ်ဖွဲ့ဝင်တအူးကဆိုပါတယ်။ ချမ်းမြောက်နောက်ဆုံးစစ်မျက်နှာမှာတော့စစ်ကောင်စီရဲ့ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းဟာအလဲလဲကွဲကွဲဖျို့ဖျက်ဖြစ်နေတဲ့ကိုတွေ့ရပါတယ်။လက်နေကြီးလေကြောင်းပြာအစမတန်သုံးကစာလုံးအင်အားနဲ့ထိုးစစ်ဆင်နေတဲ့အတွက်ရှေ့ကိုတဖြည်းဖြည်းချင်းတိုးလာနိုင်တာကိုလည်းတွေ့ရပါတယ်။အတင်းအရမဆုံးဆောင်ထားတဲ့လူစစ်တွေလူစစ်တွေကိုဓာတ်ပေါက်ချက်ကျွေးအရက်တိုက်ပြီးရှေ့ကနေဇွတ်တက်ခိုင်းနေတော့အသေးပြောင်းများနေပေမဲ့တိုက်စစ်အဟုန်ချက်ချင်းကျမသွားတာဖြစ်ပါတယ်။အမှန်နဲ့စစ်စစ်အထူးအဖွဲ့မှု နိုင်နိုင်ဦးဟာစေယုံကျုပ်ကနေနောင်ချုံမရမရှင်းမပြန်လာနဲ့ဆိုရဖီးအားပေးခံရပုံပောက်ပါတယ်။တောင်ခံစစ်မျက်နှာကိုပဲအနီးကကုတ်ကဲကိုတာဝန်ဖိတ်ခံထားရတဲ့အခြေအနေဖြစ်ပါတယ်။တစ်ချက်တစ်ချက်လာလာပြီးဓာတ်ပုံရိုက်တာပေါ့ဗျာ။အဓိကတာဝန်ရှိဆုံးဖြစ်တဲ့တိုင်းမှုတော်လာရှုံမိုင်းရမှာအထာကြကြနှံ့နေတာဖြစ်ပြီးစစ်စေးထုတ်ဖွဲ့မှုလုပ်သူဟာစစ်မြေပြင်ထိလာရောက်ကုတ်ကဲနေရတာကိုလည်းတွေ့ရပါတယ်။မပြီးတဲ့ကအဲ့ဒီကြီးစားတွေကရင်ပေါင်းနေရတဲ့ဆိုးတယ်လို့ဖြစ်နေပါပြီ။အာနာလိန်ကလာလေးနှစ်ကျော်ကာလအတွင်းမှာရခင်စစ်ယုံကျုပ် အဆောင်တစ်ကအေယာကွန်ကန်ထဲကနေမိမ့်မိတ်ကြီးထိုင်ပြီးအမိန်ပေးရလေရှိတဲ့စစ်စေရေးထုတ်ဖွဲ့မှု6ရောက်ထဲကနံပါတ်7နှစ်ဒုတိယဗိုလ်ချုပ်ကြီးအစ်စ်ပထမဆုံးအချိန်စစ်မြေပြင်အထိနီနီကက်ကက်အချက်မှတ်ရတဲ့အခြေအနေကိုရောက်ရှိသွားရတယ်ဆိုတာကိုတော့ငင်းပယ်လို့မရတော့ဘူးဖြစ်ပါတယ်ဒီနေရာမှာတခုပြောပြပါအောင်မယ်စစ်တပ်မှာ MHRA လို့ခေါ်တဲ့တပ်ဆောင်ဂျိုဘန်စီးဆိုတာရှိပါတယ်စစ်ခြေကံတင်နာစစ်ပြီးတဲ့တပ်သားစင်ကနေဗိုလ်မှူးချုပ်အစ်စ်အထိခံစားကြရပါတယ်ဗိုလ်ချုပ်ကနေဗိုလ်ချုပ်မှူးကြီးအထိခံစားခွင့်မရှိတော့ပါဘူးတမမှု ဘုံမှုချုပ်စစ်ထိစစ်နေပြည်မှာကိုတိုင်ဦးစီးရတာဖြစ်တဲ့အတွက်ကြောင့်ပါအမေရိကန် military hashian risk allowance ဇယိမရတဲ့ကိုတိုင်စစ်နေပြည်ထွက်စရာမလိုတဲ့ဒုတိယဘုံချုပ်ကြီးကိုတိုင်ရှည်တန်းကြကြပါဝင်နေရတဲ့အကြမ်းဖက်စစ်တပ်ရဲ့ပြိုဆင်းသွားတဲ့အနေအထားတရဖြစ်ပါတယ်ပြီးတော့စစ်ထုလို့ခေါ်တဲ့စစ်စင်အထူးနေပဲစီဆိုတာလည်းရှိနေပါသေးတယ်ရခိုင်ကတော့တိုင်းရင်းဌာနချုပ်ရဲ့အပြေကိုဆယ်နာရီထွက်ပြီးတာဝန်ထမ်းဆောင်သူတွေသာခံစားခွင့်ရရှိတာဖြစ်ပါတယ် တစ်ဆယ်နှစ်ဆက်ခွန်စစ်စေးအလွန်ကာလကစားလို့ယနေ့အထိနောက်တန်းဌာနချုပ်မှနေရသူများအပါအဝင်အားလုံးကိုတပြေးညီထုတ်ပေးနေပြီလို့သိရှိရပါတယ်။အမေရှာရာလစဉ်တူးကိုကနဦးသတောင်းချက်ဖြစ်ပြီးယခုလွေဦးမှာတော့တသိအထိတိုးမြင့်ပေးထားတာဖြစ်ပါတယ်။စစ်စေးအထူးနေပဲစေးကတော့တူးလင်တရက်1100ချက်ဖြစ်ပါတယ်။စစ်ထူးဟာ2012ခုနှစ်ဝင်းကျင်ကမှအစ်စ်တိုးမြင့်ပေးထားတဲ့စစ်စေးဖြစ်ပါတယ်။ຫນွေဦးဟာအာရုံပြက်ပြက်နေတယ်လို့တန်တရားမဝင်မိပါသေးတယ်စစ်တပ်ဟာနေရာတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံရဲ့စီရေးတိုက်ခိုက်မှုထံကိုအပြည့်အထန်ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ငွေကြေးလက်နက်ခရံစစ်သုံးဆောင်နဲ့လေကြောင်းရေးတာမှုကြောင့်သာအမြင့်ပြတ်တိုက်မရသေးတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ဝဲကြီးရယ်